အားလုံးပဲမင်္ဂလာပါဗျ။နှစ်သက်ကဆလို့ကျွန်တော်တို့အဆင်ပြေမှုအောင်မြင်မှုတွေတိုးတက်မှုတွေရနိုင်ပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းအပ်ပါတယ်။အဲ့တော့21ရက်ကကျွန်တော်တို့ဂျာတာပရီနေ့ဖြစ်တယ်။အဲ့တော့ဂျာတာပရီနေ့ဖြစ်တဲ့အတွက်ဂျာတာပရီစံတော်နှစ်လို့ပြောလို့ရတယ်။အဲ့တော့ဂျာတာပရီစံတဲ့နှစ်မှာကျွန်တော်တို့အနေနဲ့နဝင်းအားရရှိစေတာကတနင်္လာဖြစ်တယ်။အဲ့တော့တနင်္လာနဲ့ပတ်သက်တာတွေကကျွန်တော်တို့က အကောင်းဆုံးကတင်းလာမြစ်တာတရားတင်းလာရေတက်နော်ဟိုရေကိုစွမ်းအားကိုပေးတယ်ပေါ့နော်ဒါပေမဲ့တင်းလာငွေကြေးပါအဲ့တော့တင်းလာစမ်းသောနေ့ရောက်နေပြီဆိုရင်ကျွန်တော်တို့ကဗမာဆိုတရား၄ပါးမှာဟန်ချက်ညီညီရှိဖို့လိုတယ်ဆိုပေမဲ့မြစ်တာအားကြီးဖို့လိုတယ်နှဲလို့ပြောတာဒါကြောင့်ပဲကျွန်တော်တို့မြစ်တာကမထန်စီပြန်ပြီးတော့ဒီတစ်နှစ်လုံးနေတာ မေတ္တာတုတ်တွေညွှန်နေတာနော်အရက်ဆက်မဲနာမေတ္တာပို့တွေမေတ္တာပို့နေတာအော်မေတ္တာဓာတ်လေးနဲ့နေတာကဒီတစ်နှစ်လုံးတော်ရုံအညံ့အဆိုးဝင်မှာမဟုတ်ပါဘူးဒါတနင်္လာဆန်းတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်နောက်ဒီတနင်္လာဆိုတာရေကြိုဖြစ်တဲ့အတွက်ဒီနှစ်တစ်နှစ်လုံးရေနဲ့ပတ်သက်တဲ့အလှူလေးတွေကိုကျွန်တော်တို့များများလှုပ်ပေးစေချင်တယ်ဟိုအထူးတလဲလိုက်လောက်ရမယ်ဆိုလိုတာမဟုတ်ပါဘူးအိမ်မှာရှိတဲ့ဖះရောပဲဖះတောက်တော်ရေတွေကပ်ပေးတာမျိုး ကျွန်တော်လူတယောက်တောင်မှတနေ့ကို2လီတာလောက်ရေတောက်ကြတာဗျာအဲ့တော့ဖျားတောက်တော့ရေဖလားဆိုလဲဘာပဲဖြစ်ဖြစ်3ချိန်4ချိန်လဲပေးနေရောမရဘူးလားရတာပဲအဲ့တော့ဖျားတောက်တော့ရေမကြခဏလဲပေးတာမျိုးလုပ်ပေးစေချင်ပါတယ်နော်ဒါဘာမှအပန်းကြီးတဲ့ကိစ္စမျိုးမဟုတ်ဘူးနောက်ဒီတနေ့လာဆိုတော့ငွေကြီးအားလုံးယူဆတာတဲ့ငွေကြီးဖြစ်တယ်အဲ့တော့တနေ့လာကျတော့အားကောင်းနေတဲ့နှစ်ရောက်ပြီဆိုရင်တတ်နိုင်သေးရဲ့ကျွန်တော်တို့က ငွေကိုအလှလေးလှုပ်ပြီးလှူတဲ့တယ်အငွေကိုဘလို့အလှလေးလှုပ်ပြီးလှူလှူတဲ့လဲဆိုတာကျွန်တော်တို့ကကိုရလာတဲ့ငွေကြီးလာတာပတ်စံငွေဒါတွေအကုန်လုံးကိုကျွန်တော်တို့ကမိဘတွေနဲ့နှီးဆက်နေတဲ့လူမျိုးဆိုရင်ကိုယ်တိုင်ငွေသွားပြီးတော့မိဘတွေကိုလာရင်ထောက်ပံ့တာပြောလို့ပါဒါပါတော့ကျွန်တော်ကနိုင်ငံခြားရောက်နေလို့အမေဖောက်မထောက်ပံ့နိုင်ဘူးအဝေးရမို့လို့ငွေသားဘဏ်ကနေလွှဲပြလိုက်တယ်ဒါကတပိုင်းပါမိဘတွေနဲ့လည်းတမျိုးတည်းနေတယ် နော်အမိဖစီလည်းမသွားကျင်တာနဲ့အမိဖကိုဗန်အကောက်ကနေကေပေးရနဲ့လှမ်းလွှဲလိုက်တာမျိုးထက်စာရဲ့မိဘကိုငွေကြီးလက်ထဲထည့်ပြီးကိုယ်တိုင်ကတော့တာကဒီနှစ်ကပို့ပြီးထိရောက်တယ်အချို့ကြတော့အမိဖကိုပစ္စည်းကြီးတွေအများကြီးထည့်ပြီးတော့ငွေသားအသိမ့်မပါတဲ့လူမျိုးတွေလည်းတွေ့ဘူးတယ်အာအမိကိုတော့ကျွန်တော်တို့စန်တေးစီတဘုံတော့ထောက်လိုက်မယ်နော်ငွေတော့မပေးဘူးဆိုတဲ့လူမျိုးတွေဒီနှစ်မှာတတ်နိုင်တဲ့လူကြီးတို့မတွေ ကတော့အမဲ့သူတွေကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးတော့လှူသင့်တယ်ပို့ပြီးကတော့သင့်တယ်လို့ကျွန်တော်ပြောလို့တာဖြစ်တယ်။နောက်တစ်ချက်ကကြတော့အိမ်ကဖះမှာတက်တက်မှတ်မှတ်လေးနဲ့နော်ဖန်ကွက်အကြည်လေးဘာပန်းမှဘာကတော့မှမပါဘဲနဲ့ဖန်ကွက်ကြည်လင်နေတဲ့လှပနေတဲ့ဖန်ကွက်လေးတစ်ခွက်လိုတယ်။အဲ့ဒီဖန်ကွက်လေးမှာကျွန်တော်တို့ငွေဆက်ကိုလေးကိုပေါ့9000တော့လကောင်1000တော့လကောင်1000တော့လကောင်ကတော့လေးထိုးပြီးအဲ့ဒီငွေဖလားတယ်။နော်အဲ့ဒီငွေဖန်ခွက်လေးတယ်ထည့်လာလိုက်။နော် ထဲတဲ့ခါကျရင်လည်းကျွန်တော်ဘယ်အတွက်ဘယ်အတွက်လှူဖို့ရည်ရွယ်ပြီးဖះမှာခဏတူတန်းနာခြင်းဖြစ်ပါတယ်။ဒါပါတော့ကျွန်တော်တို့ကလောက်ကိုရင်ဘယ်ပရာဟိတမှာသွားလှူမယ်။နော်။ဘယ်ဆေးုံဆေးကမ်းမှာသွားပြီးတော့လှူမယ်။ဘယ်မိဘမဲ့အကြောင်းမှာလှူမယ်။ဒီလိုမျိုးစိတ်လေးနဲ့ရည်ရွယ်ပြီးတော့ပတ်စံလေးတွေကိုကြော့ထိုးအဲ့ဒီကျွန်တော်ခုနကပြောတဲ့ဖန်ခွက်အကြည်လေးတွေထည့်ပြီးဖះမှာလှူထားစေချင်တယ်။နော်ဒါရီယာကြာတာပရိစမ်းတဲ့နှစ်မှာတင်းလာအားကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒါလေး ကျွန်တော်တို့လုတ်ပေးနိုင်ပိုကောင်းပါတယ်ပိုကောင်းပါတယ်ဒါအပြင်ကျွန်တော်တို့ဒီနှစ်မှာဘလူဟာတွေကပို့ပြီးတော့အားကောင်းသေးလေတဲ့အင်္ဂါကျိုးအင်္ဂါကျိုးဟာဒီနှစ်မှာအားကောင်းတာဖြစ်တဲ့အတွက်သုံးကနန်းကိုကျွန်တော်တို့ကမေ့လို့မရဘူးတော့သုံးကနန်းကိုမေ့လို့မရဘူးသုံးကနန်းကဒီနှစ်ကအားကောင်းစေတဲ့နှစ်ဖြစ်တယ်ဒါဆိုသုံးနဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကမေ့လို့မရဘူးလို့ပြောတာအားကြောင့်ဒီလိုနှစ်ပိုင်းတွေကတတ်နိုင်သူတွေတဏ္ဍာကုံ၃ပါးကို အားတိုင်းနှုတ်ကရွတ်နေတာမျိုးတွေနော်ပြီးရင်ကိုပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကိုတက်စာပြုတ်တာမျိုးတွေဒါတွေကို အမြဲလှုပ်တတ်ပါတယ်ဒါတွေကိုအမြဲလှုပ်နိုင်နေဆိုရင် ပို့ပြီးတော့ကျွန်တော်တို့အဆင်ပြေမှုကံကောင်းမှုတွေရပါလိမ့်မယ်အဲ့တော့သာသာပတိစမ်းတဲ့နေ့မှာညံ့နေတဲ့ဂျိုတွေကဘုဒ္ဓဘူးဂျိုတွေဖြစ်တယ်တဲ့ဘုဒ္ဓဘူးဂျိုတွေအားနေတယ်ဒါကြောင့်ဘုဒ္ဓဘူးဂျိုအားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီလိုနှစ်ပိုင်းနေမှာနားမလဲပါမလဲတဲ့ကိစ္စတွေကိုလူတော်တော်များများဘာမှမလုပ်တာကောင်းပါတယ် အလိန်ခံရဖို့ရာဂိုင်တို့များတဲ့နှစ်ပါတော်တော်များများမကျွမ်းကျင်တဲ့နယ်ပယ်ကိုသွားလုံးမရင်အလိန်ခံရတာမျိုးအများကြီးရှိနိုင်တဲ့နယ်ပယ်အသီးသီးမှာအွန်လိုင်းကရောမြေပြင်မှာရောလိန်နိုင်မှုရာဂိုင်တို့နေများတဲ့နှစ်ဖြစ်တဲ့အတွက်တန်းနိုင်တဲ့နားမလဲတဲ့ကိစ္စဆိုနားလေတက်ကြွလူတွေနဲ့တိုင်ပင်ပါလို့ကျွန်တော်တို့ပြောလို့တယ်နောက်ပြီးတော့ဒီနှစ်ကစနေဂျိုကလည်းဗုဒ္ဓဘုရားနဲ့ပတ်သက်ဆက်နွယ်ပြီးဆက်ဆက်ပြီးအားနည်းနေတာဖြစ်တဲ့အတွက် စနေကြိုအားနေပြီဆိုရင်ကျွန်တော်တို့ကဟိုအရန်ကြီးမသိတဲ့ဒဇိန်တရံနေလူမျိုးကြားဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့နည်းနည်းလေးဆက်ဆံတဲ့အပိုင်းမှာတတိထားဖို့လိုတယ်အဲ့တော့အရင်နေ့ကသိနေတဲ့လူမျိုးတွေကိုပြောတာမဟုတ်ဘူးအခုမှစတွေ့ရယ်အခုမှသူနဲ့ဆက်ဆံရတာတစ်ခါနှစ်ခါလောက်ပဲရှိသေးတယ်အဲ့လိုလူကိုယုံပြီးတော့တခုခုလုံပေးလိုက်တာမျိုးတွေတခုခုငွေချီးလိုက်တာမျိုးတွေဒီလိုမျိုးတွေမှာတတိထားဖို့လိုတယ် ဒါကြောင့်ပဲဒဇိန်းတရံတွေလူမျိုးသားတွေဘာသာကြားတွေနဲ့ပတ်သက်ဆက်နွယ်ပြီးဒီနှစ်မှာအယံကာယောယုံကြည်လိုက်လို့မရဘူးအယံကာယော သွားပြီးသူတို့တွေကိုကိုယ့်ရဲ့ပစ္စည်းဥစ္စာပုံအပ်လိုက်လို့မရဘူးဆိုတာကိုတော့ကျွန်တော်တို့သိစေချင်ပါတယ်ဒါကတော့ဒဇိန်းတရံပေါ့ဘယ်သူမဆိုတော့ဘယ်သူမဆိုဒါလေးတစ်ချက်ကိုလည်းသိစေချင်တယ်နောက်ပြီးကြာသာပရိဆိုတာကျွန်တော်တို့ကပညာအကျိုးပါပညာအကျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့ပညာစမ်းတဲ့နှစ်ပညာအားကောင်းတဲ့နှစ်လို့ပြောတယ် ဒါကြောင့်ပညာနဲ့ပတ်သက်တဲ့ဂျိုးဟာအားကောင်းနေတာဖြစ်တဲ့အတွက်တကယ်ကိုဒီလိုနှစ်မျိုးတွေဟာကိုယ်တင်ရင်နဲ့တက်ချင်တဲ့တန်တန်းမျိုးတွေတက်တာမျိုးတွေပညာရဲ့တစ်ခုခုတိုးဝအောင်လို့ကျွန်တော်တင်လိုက်တာမျိုးတွေပညာနဲ့ပတ်သက်ဆက်နွယ်ပြီးကြိုးစားလိုတဲ့စိတ်ရှိတဲ့လူတွေအတွက်ဒီနှစ်ကရလတ်ကောင်းနိုင်တာဖြစ်တဲ့အတွက်ဟာငါတစ်စက်မြင့်တဲ့ပညာရဲ့ထက်တန်ရမယ်။ဟာဒါဘွဲလုံးတွေတက်တန်ရမယ်။ငါစကောလာရှစ်တွေလျှောက်ပြီးငါနိုင်ငံခြားသွားခြင်းနဲ့ပညာနဲ့ပတ်သက်ပြီးတစ်ခုခုတော့ငါတနေရာရာလေးမှာရအောင်စာတီဖီကိတ်လေးတစ်ခုရအောင် အဲ့လိုဘွဲလေးတစ်ခုရအောင်ငါပညာကြီးနားရတာကြာပြီဒီချိန်မှာငါပညာကြီးပြန်ကြိုးစားကျင်တဲ့လူတွေအတွက်တိတ်ကောင်းတဲ့နှစ်တစ်ခုဖြစ်ဒီနှစ်ကိုတွေ့ရတယ်။ဒါကြောင့်ပညာကြီးနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စမျိုးတွေကောင်းတယ်လို့ကိုလုံးမဲ့ကင်မဲ့ကိစ္စမျိုးတွေကိုလည်းကိုယ့်ရဲ့နားလေတက်ကြွတဲ့ပညာရှိတွေအကြံပေးမဲ့သူတွေနဲ့တိုင်ပင်ပြီးလုံးမလာဒီနှစ်ကပုံမအဆင်ပြေလွယ်တာကိုတွေ့ရပါတယ်။တတိထားမယ့်ကိစ္စကပေါင်းတဲ့ဆက်ဆံရေးလူမှုဆက်ဆံရေးနယ်ပယ်တွေမှာ ဟိုအခြားမိတ်ဆွေတငယ်ချင်းတွေကတိုက်တွန်းလို့လှုပ်တဲ့ကိစ္စမျိုးတွေကဒီနှစ်မှာလွဲတာများပါတယ်။ဆရာသမားတွေအကြံပေးတာမဟုတ်ဘူးနော်။ဒါမိတ်ဆွေတငယ်ချင်းတွေကမင်းဒီလိုလှုပ်လိုက်ပါလား။အေးမင်းဟိုလိုလှုပ်လိုက်ပါလား။အေးအဲ့လိုမျိုးတွေကိုတတ်နိုင်သလောက်ချင့်ချိန်ပြီးမှရုံမှာအဲ့တော့မိတ်ဆွေတငယ်ချင်းတွေကဟိုတိုက်တွန်းနေရဒီတိုက်တွန်းနေသူတို့ပြောလို့ဟုံနှုံနှုံလှုပ်လိုက်တဲ့ကိစ္စတွေကအဆင်မပြေဘူး။နော်။သိသိချင်းနဲ့အဲ့တော့အဲ့လိုလှုပ်လိုက်မိရင်ချင်းနေမကောင်းဘူး။ဒါကြောင့် ကျွန်တော်တို့က change တစ်ခုကိုအပြောင်းလဲလုပ်တော့မယ်ဆိုတော့အဲ့ဒီအပြောင်းလဲကကိုယ်စိတ်ထဲကလှုပ်ချင်တဲ့စိတ်ရှိလို့လှုပ်တာလွင်အပေါင်းအသင်းကပြောလို့မိတ်ဆွေကပြောလို့တငယ်ချင်းကပြောလို့ညီကောင်မောင်နှမကပြောလို့ရွှေမျိုးတွေကပြောလို့ဆိုတဲ့ကိစ္စမျိုးတွေမှာအခက်အခဲအတားဆီးတွေဖြစ်ပြီးထင်သလောက်လည်းအဆင်မပြေပါဘူးကွာဆိုတဲ့ပုံစံမျိုးဖြစ်သွားတတ်ပါတယ်ဒါလေးကိုလည်းကျွန်တော်သိထားစေချင်ပါတယ်အဲဒီလောက်လေးပဲကျွန်တော်ပြောပြရစီဗီဒီယိုရိုင်းရှင်းသွားမှာဖြစ်တဲ့အတွက်အားလုံးပဲနှစ်ဆန်တရက်ကစလို့အဆင်ပြေမှုတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေ စိတ်ပင်ပန်းမှုတွေတောကဒုက္ခတွေကင်းနိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။